မင်္ဂလာပါရှင်မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် NASA ကပြီးခဲ့တဲ့ရက်ပိုင်းကနောင်ချုံမြို့ကဖုန်တီကျောင်းကို လေကျောင်းတိုက်ခိုက်ခဲ့ရာ TNN လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေအထိခိုက်အကြဆုံးများခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ခေတ်သစ်သတင်းဌာနအပါဝင်မီဒီယာတချို့ကတော့နောင်ချုံမြို့ဖုန်တီကျောင်းကိုလေကျောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ဝေဖန်ပြစ်တင်ခဲ့ပါတယ်ဒီရက်တန်ပိုင်းထဲမှာ NASA က နောင်ချိုမြို့ဖုံးဒီကြောင်ကိုဘာကြောင့်လေးချောင်းတိုက်ခိုက်ခဲ့တယ်လဲဆိုတာ ਨੇ တရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေဘလောက်အထိအထိကိုက်အကြဆုံးများခဲ့တယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမစတဲ့ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ရေဒါကြီးအင်း NASA ကတက်တွေဟာနောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေရ မလ16ရက်နေ့တောင်ချုံမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ရာတောင်နဲ့နဲ့ကန်အဖွဲ့တရနန်းနေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ဒါဇင်နဲ့ချီပြီးတော့တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။နောင်ချုံမျိုးစိတ်ရတနာဖုန်တီချောင်းကိုနာဆကတက်တွေလေးချောင်းတိုက်ခိုက်မှုတွေကြောင့်တန်ဃာဒော်ရီနဲ့ပြည်သူတွေသိဆုံးခဲ့ရတယ်လို့ခေတ်သစ်သတင်းဌာနအပါဝင်မီဒီယာတချို့ကဝေဖန်ရှင်းသားခဲ့ပြီးခေတ်သစ်သတင်းဌာနကမလ16ရက်နေ့နေ့လယ်9:26မိနစ်အချိန်မှာစတင်ပြီး နာဇာကရဲ့တိုက်လျင်တွေဟာအနေအဆုံးပြန်တန်းပြီးတော့နောင်ချိုမျိုးစိန်ရတနာပရိယတ္တိစာတင်တိုက်ကိုဘုံကျဲပစ်ခတ်ခဲ့ပြီးဘုံလေးလုံးနှစ်ကြိမ်တဲချခဲ့တယ်လို့လျင်ဘော်ကနေစက်တနက်နဲ့အတွဲလိုက်နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။တီအန်အန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ချိုမျိုးကိုထိန်းချုပ်ခဲ့ပြီးနောက်ဒေသခံတွေကိုဖိနှိပ်တာအနိုင်ကျင့်အောင်စီကံအမျိုးမျိုးတင်းကျပ်ခဲ့ရာဒေသခံတွေက စိတ်ဆိုးဒေါသဖြစ်နေတယ်လို့သိရပါတယ်။ တရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရိဟာနောင်ချုံမြို့ကိုထိန်းချုပ်နိုင်ပြီးနောက်ပိုင်းတွေကအဲ့ဒီဘုံကြီးကြောင့်မှစုဖွဲ့လှောက်ရှားနေရဖြစ်ပြီးဒေသခံတွေရဲ့တရင်အတိအကျရရတဲ့အတွက်နာဆကလေးကြောင့်ကနေတိတိကျကျတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။အဲ့ဒီလေးကြောင့်တိုက်ခိုက်ခံရတဲ့ဘုံကြီးကြောင့်ဟာတရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ရဲ့နာရီအခမ်းအနားတွေထိခိုက်ဒဏ်ရာရသူတွေစေကုပင်ရဲ့နေရာတစ်ခုအဖြစ်ရှိနေတယ်လို့လည်း ဒေသခံတဦးကအခုလိုမျိုးပြောဆိုထားပါတယ်။အေးအဲ့ဒီနောက်ချိုးကတို့ကန်ကြီးပတ်တို့အတက်ပဲဟိုကဂုံးတက်ကြီးရှိတယ်။အဲ့ဒါပင်နေရာကဲဆိုတို့ဟော်ချောင်းရဲ့အပေါ်တော့မှာအဘုံချောင်းစင်ကြနာဆိုတဲ့ဘုံချောင်းအဲ့ဘုံချောင်းဘုံကျဲတာ။မနေ့ကညနေ9:00နာရီတို့မှာပုံကက်ရှိတင်ရတာကအဲ့မှာဒီကောင်းနေတေဝါကမနေ့ကတေတာ28နှစ်ရောက်မနေ့က28ရောက်တေတယ်26ရောက်တန်ရရတယ်။ဒီမနေ့ကို2ရောက်ထပ်တေသွားတဲ့အတွက် အသေးသာ32ယောက်တရားရ42ယောက်အဲ42ယောက်ထဲမှာထက်တည်အောင်ပါပဲနော်အဲ DNA တွေကြီးပဲအဲ့ဒီဘုံချောင်းကငကိုတွေကသူတို့နောက်ဆုံးစတိုက်တယ်အဲ့ဒီဘုံချောင်းမှာစုဖွဲ့ပြီးတိုက်တာအဲ့ကျဲမှာပဲနေကြတာအဲ့ဒါတရားရကူညာတွေဟိုတွေအဘက်မှာကုပေးတယ်နောက်ပြီးတော့မှဒို့ဟွာတွေရဲ့သူတို့ရဲ့ကြာဆုံးစုတွေကိုတပိတ်တို့တွေပါဆိုတော့အဲ့ဘုံချောင်းမှာလုတ်တယ်အဲ့ဒါငကိုကြီးကလုတ်တဲ့နေရအဲ့ကြောင့်အဲ့တနေ့ကတိကျအောင်သူတို့ဟိုကမြို့နယ်တွေကပြေးကြမှုခြတယ်ကြတယ် ဒါအပြင် Telegram လူမှုကွန်ရက်မှာစီရင်တဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရေးသားဖော်ပြနေရင်မင်းတုံတရအကောင့်ကလည်းပလောင်ပြောင်းမှုတွေငိုနေပြီဆိုပါလားညဏ်ညဏ်နဲ့ညဏ်ရရွက်တွေပလောင်ငိုတဲ့နောက်ချိုးဆိုတဲ့အတိုင်းပဲနောက်ချိုးမှာပလောင်တွေငိုနေကြပြန်ပြီမောင်းမမှန်တတဲ့တွေလိုင်းပေါ်တရင်ငိုမနေနဲ့ပလောင်ရေအစတည်းကနောက်ချိုးနဲ့ပလောင်တရနံလေးကပြဒါတလန်းတန်တလန်းပါပဲကို့နယ်မြေမဟုတ်ပဲမတော်တရမှန်ပြီးတော့နယ်မြေလုထတာ အခုတော့ခါခါတိတိခန်းစားပြီးတော့ဘာမှလဲဟိုနေရာထိရယ်ဒီနေရာထိရယ်ဆိုပြီးတော့ကလိန်ကကြေးကြပြီးထုတ်ပြန်မနေနဲ့တော့အသေးပဲရလိုက်မယ်။နောက်ကျုံမှာတာအိုက်ဘုံတို့ရောက်နေရယ်ဆိုပြီးဒေသခံတွေကတတင်းပေးတယ်။တာအိုက်ဘုံတိမ်မတိအတိအကျမသိနိုင်ပေမဲ့တီယန်နန်လေးထိပ်ပိုင်းခေါင်းဆောင်38ဦးကြာသွားပြီလို့သိရတယ်။ဒီထဲမှာတာဖုံးကျော်ပါသွားတယ်လို့ရတတင်းရတယ်။ဖုံးကြီးဆောင်တွေနဲ့လူနေရက်ွက်တွေကိုတက်စကန်းလှုပ်တယ်။ဒေသခံပြည်သူလူထုကိုအနိုင်ကျင့်နေ ဒါကြောင့်နိုင်ငံတော်အစိုးရကတရားနံလေးကိုအကြမ်းဖက်အဖွဲ့ဖြစ်ကြေညာတယ်ဒီလိုကြေညာပြီးမကြပါဘူးအစိုးရကအကြမ်းဖက်သမားတွေနဲ့အနည်းဆုံးပါမနေကြဖို့ဒေသခံပြည်သူလူထုကိုတိုက်တွန်းစော်ဩထားပြီးပြတဲ့ဒါကိုသိတဲ့ပြည်သူလူထုအကြမ်းဖက်သမားတွေအနားမှာမနေဘူးအကုံစစ်ဆောင်သွားကြကုန်ပြီးတော့အကြမ်းဖက်သဘုံတွေထိန်းထားတဲ့မြို့တွေမှာပြည်သူလူထုရှိရယ်ဆိုတာဘယ်သူမှမရှုံဘူးအကြမ်းဖက်သဘုံတွေထိန်းချုပ်ထားတဲ့မြို့တွေကိုပြည်သူကင်းစင်တဲ့မြို့လို့သတ်မှတ်ထားတာမလို့ ။နောင်ကျော်ဖြစ်စဉ်မျက်ရည်ချုံမနေနဲ့ကျွန်တော်ပြောနေကြစကားအတိုင်းပဲညံနေညံနဲ့ညံနဲ့ညံရွက်တွေနဲ့ငိုပြောင်းမနေတော့ပလောင်တို့ရေဆိုပြီးတော့ Telegram လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ NASA ကတက်တွေဟာနောင်ကျော်မြုပ်ကိုလက်လွတ်ရှာပြီးနောက်ပြန်လည်ထိန်းချုပ်နိုင်အောင်တံပြန်တိုက်ဆစ်ဆင်ပြီးလုံဆောင်ရရှိနေရပြီးခဲ့တဲ့ရက်ပိုင်းကလည်း TNNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။နောင်ကျော်မြုပ်ကန်တအူက လက်ရှိရာပြင်လွမ်းကွဲမှာတိုက်နေရလို့ကြားမိရဲ့တမ်ရော့ရဲ့တိုက်ခိုက်မှုကြောင့် TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိခိုက်ကြဆုံးနေရပြီးတော့ TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်အ ਨੇ ဆုံး16လောင်းရှာတယ်လို့ကြားသိရတယ်။တောင်ကန်းနဲ့နောင်ချိုလမ်းပေးနာကဂုံးကိုမလ16ရက်နေ့ကတမ်ရော့ကတင်းနေ။အဲ့ဒီတောင်ကန်းနဲ့နောင်ချိုလမ်းပေးနာကဂုံးကိုတင်းယူခြင်းအတွင် TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်6ဦးကြဆုံးဖြစ်တယ်။အဲ့ဒီတင်းယူခဲ့တဲ့ဂုံးဟာ တရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်စေကူတိုင်းနေရာဖြစ်တဲ့ဆိုပြီးတော့ပြောပါတယ်။နောက်ကျိုးမျိုးဟာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မှာပါဝင်ပြီးတော့မန္တလေးမြို့ပြင်ဦးလေးမြို့ကြောင်မဲမြို့တီဘောမြို့နဲ့လာရှိုမြို့တွေကိုမန္တလေးလာရှိုလမ်းမှာကြီးနေမိရထားလမ်းတွေနဲ့ဆက်သွဲသွားလာနိုင်တဲ့နေရာဖြစ်ပါတယ်။တင်းတောင်ညာနေကုန်စစ်စင်ဒုတိယပိုင်းစတင်ခဲ့ပြီးနောက်မကြမီတရနန်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ2024ခုနှစ်ဇွန်လမှာနောက်ကျော်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ NASA ကဟာနောင်ချုံမြို့ကိုလက်လွတ်ရှာပြီးနောက်လက်ရှိချိန်မှာတံပြန်တိုက်စစ်ဆင်ခဲ့အောင်နောင်ချုံမြို့နဲ့မိုင်20ခန့်အကွာမှာရှိနေတဲ့တောင်ခံကို TNNN ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကင်းစင်တဲ့နေရာဖြစ်အောင်တိုက်ထုံနိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိချိန်မှာ NASA ကတပ်တွေဟာနောင်ချုံမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အလားလာကောင်းတွေရှိနေတယ်လို့လည်းစီရေးစိတ်ဝင်စားသူတွေက ပြောပါတယ်။ NASA ကတပ်တွေရဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုင်မှုကြောင့် TNNN ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့ PDF အဖွဲ့တွေကြမှာသဘောထားကွဲလွဲမှုတွေရှိနေသလိုနောင်ကျော်မျိုးကန်တွေကလည်းတရနယ်လေးအဖွဲ့ရဲ့လုံရက်တွေကိုလိုလားနှစ်သက်မှုမရှိတဲ့အတွက်တက်နိုင်တဲ့နေတဲ့နဲ့တုံ့ပြန်ဆောင်ရွက်တာတွေရှိလာခဲ့တယ်လို့သိရပါတယ်။ဘလို့ပင်ဆိုနေစီကမူမက်လာ16ရက်နေ့ညနေပိုင်းကနောင်ကျော်မျိုးကတရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတိတ်ကစုဖွဲ့အခြေပြုရာနေရာတစ်ခုကိုတိတိကျကျဘုံကျဲတိုက်ခိုက်နိုင်ခဲ့ခြင်းဟာတရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတွက် ထိုးနှင်းမှုများစွာဖြစ်လာနိုင်ပွဲရှိနေပါတယ်။တိုက်ပွဲချင်းကြာလာနှင့်အမျှ TNN နဲ့ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာလူပြုံးစစ်ရှုံးတာတွေရှိလာနေရလို့သိရပါတယ်။ TNN လေးဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ကျော်မြတ်ကိုလက်မလွှဲရှာဖို့အတွက်ခန်းစည်းပြင်ဆင်မှုတွေလှုပ်ဆောင်နေချိန်မှာမလ16ရက်နေ့ညနေပိုင်းကလေကြောင်းတိုက်ခိုက်မှုခံရမှုဟာ TNN နဲ့ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေအခက်အခဲများစွာရင်ဆိုင်ရပွဲရှိနေပါတယ်။ဒါပြင်လေကြောင်းတိုက်ခံရတဲ့ဖုန်တီကြောင်တွင် တရားနာနေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေစိုးဖွဲ့တင်ရှင်းမှုရုပ်သံမှတ်တမ်းကိုဖော်ပြလိုက်ပါရှင်။ một Sẽ khó chỉ dư chậm viết khăn Sáng sáng là ít chỗ quay và bơi lên là bài ai ơi Anh ấy cầm đi mà cầm anh ấy cầm là quay là quay là tâm là tâm Nó đi thành đệ Sẽ đi sê si e mà Sê si mù 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 ตายเดียร์บลังเนาะยิ่ราเยอะเลยเจ้าละบ้าได้เนี่ยบางทีเราเยอะดยิ่งเราเยอะสุดยิ่งเราเยอะสิ่งเราเยอะสุดยิ่งเราเยอสิ่งเราเยอะสุดิบงเราเยอสิบงเราเยอะสุดยิ่งเราสยอะสุดยิ่งเราเยอะสุดยิ่งเราเยอะสุดยิ่งเราเอสุ่งเายอะสุิ่งเราเอสุ่งเายอะสิ่งเราเยอะสุิ่งเรเยอะสุดยิ่งเราะสุดยิ่งเรายสุดยิ่งเรายอะสุดย่เยอะสุดยิ่งเราเยอะสุดยิ่งเราเสุดยิ่งเราเยอะุดย ทุกอย่างดาสมัจจาอนุสระมโนปนุโลกโลกสิ่งสมัยว่าเอกุลีโลมาเกลโลลาเกลโลลาอยู่ไอ้ขึ้นมั้งอยู่ไอ้จ้าโลลาเลยไม่ตาพันตาพันตาเลยมั้งมั้ง colocar uma garantia.